ိုးရှင်ကြီးဂေါတမကျွန်ုပ်ကြားဘူးဒီကအရှင်ရဲ့မျိုးနွယ်ဖြစ်တဲ့ဒါဂီဝင်မင်းမျိုးတွေကအလွန်ရိုင်းစိုင်းကြမ်းတမ်းလှတဲ့မျိုးနွယ်တွေပဲဖြစ်ကြတယ်။ဘုံနာမျိုးကလည်းအယုဒ္ဓမပေးအကြီးကဲကလည်းမယုကျိုးတက်လို့ဆိုကြတယ်။အဲ့ဒီစကားကမှန်ပါဤသလား။အမှန်စစ်စစ်တော့ဒါဂီဝင်မင်းမျိုးတွေဆိုတာကယုံညံ့တဲ့ဂျုံမျိုးတွေပဲဖြစ်ကြတယ်။အဲ့ဒီလိုမျိုးမက်စော်ဖျားရဲ့အမျိုးကို၃ချိန်တိုင်တိုင်စွတ်စွဲစော်ကားလိုက်ပါတော့တယ်။ င်္ဂလာပါမိတ်ဆွေတို့ရေဒီတစ်နေ့ဓမ္မဘုဟုတ္တတာအဖြစ်ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေတည်ထားတဲ့အကြောင်းအရာတစ်ခုပါပဲအဲ့ဒီအကြောင်းကိုတော်ရုံတန်ရုံလူတွေမသိကြပါဘူးဒီလိုပဲအမှုမဲ့အမှတ်မဲ့နေခဲ့ကြတဲ့သူတွေသာများပါတဲ့ကျွန်တော်လည်းပထမတော့မသိခဲ့ပါဘူးနောက်ပိုင်းကျမှစာရိဖတ်ရင်စဉ်းစားမိတာလေးတစ်ခု ရှိနေခဲ့တာပါအဖြေကိုတိလိုက်ရတဲ့အခိုက်မှာကျွန်တော်ခဏခဏပြောခဲ့တယ်လို့ပါပဲဘုရားဘာသာဆိုတာ နည်းနည်းလေးမှအောက်ကလက်ကမရှိတဲ့ခိုင်လုံတဲ့ဘာသာတစ်ခုဖြစ်တယ်ဆိုတာကိုဘုံမူခိုင်မာလာစေခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဗုဒ္ဓဘုရားကို မွေးလာခဲ့တုန်းကအမိပေးခဲ့တာကတိတ္တသမင်းသားဆိုပြီးတော့အမိပေးခဲ့ကြတာပါ။အဲ့ဒီတိတ္တသဆိုတဲ့ပါဠိအနက်ကအရာအားလုံးကို ပြည့်စုံစေသူလို့အဓိပ္ပာယ်ရပါတယ်။အိမ်မှာမြတ်စွာဘုရားဖွားတော်မူပြီးငါးရက်မြောက်တဲ့နေ့မှာနမခရမင်္ဂလာပွဲကြီးကို ဒေါက်တာမင်းကြီးကအခမ်းအနားဆုံးစီစဉ်ကျင်းပပြီးတော့တက်မြောက်နားလေကျွမ်းကျင်တဲ့ပညာရှိ ပုံနာကြီးတွေကနာမည်ပေးခဲ့ကြတာပါအဲ့ဒီမှာအဲ့ဒီတုန်းကအထီကိုဒိဋ္ဌတမင်းသားလို့ပဲခေါ်ကြတာပါရတော်ရရနဲ့အိမ်အောင်ကြတဲ့အထီးလဲဒိဋ္ဌတလို့ပဲခေါ်ကြတာပါဘဒုမဟာဂေါတမလေးအရွယ်ရောက်လာပြီဂေါတမလေးအိမ်အောင်ကြပြီဟေးနောက်ဆုံးမှာတောထွက်သွားတာတော့မှအိုးဂေါတမ တောထွက်သွားပြီဆိုပြီးတော့ဘဒုမမပြောကြပါဘူး အဲ့ဒီအချိန်ထိကိုကျန်းကန်တွေထဲမှာလဲဂေါတမဆိုတဲ့နာမည်ကိုမတုံးကြသေးပါဘူး။ဒါပေမဲ့တောထွက်သွားပြီလို့ယဟန်ဝတ်ပြီးတရားကျင့်လာတဲ့အချိန်အခါမှာအခေါ်အဝေါ်ကကြောင်းသွားခဲ့ပါတယ်။ဘယ်မှာတိတာတာလဲဆိုရင်မြတ်စွာဘုရားကဒုက္ခစီရာကျင့်နေတုန်းမှာရင်စဝဂီလို့ခေါ်တဲ့ယတိ၅ဘာကမြတ်စွာဘုရားရဲ့အနာမှာရှိခဲ့ကြပါတယ်။ကြောင်းနှစ်ပြည့်တဲ့အခါမှာဒီလိုအဆုံးရောက်တဲ့ဒုက္ခစီရာကျင့်စဉ်က အကျိုးမဖြစ်ထွန်းနိုင်တော့ကိုမြတ်စွာဘုရားကတည်တော်ခဲ့ပါတယ်။အဲဒီမှာသူဇာရာတရေသမီးကတ်တဲ့နိုစွန်းကို ဖုံးပေးတဲ့အခါမှာရင်စဝဂိ၅ဦးကအာသွားပြီ။ရှင်ကြီးဂေါရမကတော့ကိလေသာလမ်းတွေနောက်ကို လိုက်သွားပြီ။တရားထူးမတွေ့နိုင်တော့ဘူးဆိုပြီးတော့မြတ်စွာဘုရားကိုဆွန့်ခွာသွားတဲ့အကြောင်းကနေစပြီးတော့ရှင်ကြီးဂေါရမယဟန်ကြီးဂေါရမဆိုပြီးတော့တုံနှုံးတာကိုပထမအုပ်ဆုံးတွေ့ရတာပါပဲ။အဲဒီမှာကျွန်တော်စဉ်းစားမိတာပေါ့နော်။ ဂေါတမဆိုတာကဘာလဲပေါ့ဘွဲ့လားပေါ့ဧတသမင်းသားလေးယဟန်ဝှက်လိုက်လို့ရလာတဲ့ဘွဲ့လားဆိုပြီးတော့စိတ်ထဲမှာစဝေစဝါဖြစ်နေကြရတာပါဒါပေမဲ့တကယ်တမ်းတော့မဟုတ်ပါဘူးအဖေကတကယ်ကိုပဲကြံကိုကြံကားနဲ့အတီလင်းရှိနေကြတာကြောင့်စိတ်ထဲမှာတော်တော်လေးကိုမှဘဝင်ကျသွားကြရပါတယ်တကယ်တော့ဂေါတမဆိုတာကဘွဲ့အမိမဟုတ်ပါဘူးမြတ်စွာဘုရားရဲ့မျိုးရိုးအမိကိုအစွဲပြုပြီးတော့ခေါ်ခဲ့ကြတဲ့အမိနာမတစ်ခုပဲဖြစ်ပါတယ် အဲ့ဒီမှာထပ်ပြီးတော့မယုံသင်္ကဖြစ်လို့ရစရာကရိုးရိုးအမိကိုအစွဲပြုတ်ပြီးခေါ်ရဲဆိုရင်တောင်မှလက်တသားဆိုတာတာဂီဝင်အမျိုးနယ်လေ။ဘာဖြစ်လို့တာဂီဝင်အမျိုးနယ်ကနေပြီးတော့ဂေါတမကဘဲကပါလာတာလဲဆိုပြီးတော့ထပ်မေးလို့ရပါသေးတယ်။ဟုတ်ပါတယ်။မြတ်စွာဘုရားကတာဂီဝင်မင်းမျိုးကနေဖွာလာတဲ့သူဖြစ်တာမို့တာဂီဝင်သွေးအစ်စ်ပါပဲ။ဒါပေမဲ့အဲ့ဒီတာဂီဝင်မျိုးနယ်ရဲ့တမိုင်းချောင်းမူလမျိုးရိုးအရင်မြစ်ကတော့ ဘောဓမာဆိုတဲ့ရတကြီးတစ်ပါးကနေအစပြုခဲ့တာပါပဲအဲ့ဒီမှာထက်ကွန်လို့ရပါသေးတယ်မင်းဗီဒီယိုတွေထဲမှာပြောခဲ့တာကဒါဂီဝင်းနေဆိုတာဩကာကမင်းကြီးကနေဆင်းသက်လာတာဆိုဂေါတမရတကြီးကဘယ်ကနေဘလို့ရောက်လာတာလဲဆိုပြီးတော့ထပ်မေးလို့ရပါသေးတယ်ဟုတ်ကဲ့ဒါကတော့နောက်ဆုံးအဖြေပါပဲအဲ့ဒီဩကာကမင်းကြီးဆိုတာကဂေါတမဆိုတဲ့ရတကြီးရဲ့မျိုးနွယ်ကနေဆင်းသက်လာတာပါလို့ဖြေချပြရစီ တာကီဝင်မင်းမျိုးတွေကဩဂါကမင်းမျိုးကနေဆင်းသက်လာခဲ့ပြီမဲ့လူတို့ရဲ့အနွယ်ကိုရှေးခေတ်ကအလွန်ကြော်ကြားတဲ့အင်ဂီယတ်တယတိမျိုးနဲ့ဝင်ဂေါတမအမည်ရှိတဲ့ယတိကြီးကို ဆွဲပြုတ်ပြီးတော့လူတို့ကိုသူတို့ဂေါတမမျိုးနွယ်တွေဆိုပြီးတော့လဲခေါ်ဝေါ်ခဲ့ကြပါသေးတယ်။အဲ့ဒီကဲအဲ့ဒီခါအဲ့ဒီအချိန်မှာအိန္ဒိယမှာကမျိုးရိုးစင်ဆက်ကိုရုပ်ပိုင်းဆိုင်ရာနဲ့တမကနံပိုင်းဆိုင်ရာတွေနဲ့ပါ တတ်မှတ်ပြီးတော့ခေါ်တဲ့ဒလိလည်းရှိခဲ့ကြပါတယ်။ဒါကြောင့်မို့လို့တာဂီဝင်မင်းမျိုးတွေကသူတို့ကိုသူတို့ဂေါတမအနယ်ဝင်တွေအဖြစ်ကိုခံယူထားကြတာပါ။အဲ့ဒါကမြတ်စွာဘုရားကိုအခြားသောသူတွေကယဟန်ဂေါတမလို့ခေါ်ဆိုရခြင်းရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်းကျမ်းစာတွေအရပြောနိုင်တယ်လို့အမျိုးအနွယ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကိုယ်တိုင်ခြေချွတ်တရားဟောပြတဲ့ဇာတ်တော်တစ်ခုမှလည်းအထင်ရှားတွေ့နိုင်ပါသေးတယ်ခင်ဗျာ။ အခုအဲ့ဒီအကြောင်းကိုကျွန်တော်အပြည့်အစုံပြောပြပြရစီအောင်။တနေ့တော့အကောင်မှာတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကကောသလတိုင်းပြည်ကိုဒေသစာရီကြွချီလာခဲ့ပြီးနန်ခူလက်မှာရှိတဲ့အေစာနင်္ဂလတော်အတွင်မှာရှိတဲ့တာလာဝနဥယင်တော်ကြီးထဲမှာနောက်ပါယဟန်တော်တွေနဲ့အတူသတင်းသုံးနေခဲ့ပါတယ်။တာလာဝနဥယင်ဆိုတာကအင်ဂျင်ပင်တွေထူထပ်များပြားစွာပေါက်ရောက်တဲ့နေရာလို့အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီလိုအင်ဂျင်ဘင်တွေထူထပ်စွာပေါက်ရောက်နေပြီးတာယာလှတဲ့ဥယျာဉ်တော်အတွင်းမှာမြတ်စွာဘုရားက နောက်ပါယဟန်တော်တွေနဲ့အတူတရင်သုံးနေခဲ့ပါတယ်။အဲ့ဒီလိုမျိုးကောသလတန်းပြီကိုမြတ်စွာဘုရားကြောက်ရောက်လာပြီးဆိုတဲ့တရင်ကကောသလတန်းပြီမှာရှိတဲ့ဩခယတာဒီလို့ခေါ်တဲ့ပုံနာကြီးကကြားသိလိုက်ရပါတော့တယ်။အဲ့ဒီဩခယတာဒီဆိုတဲ့ပုံနာကြီးကကောသလတန်းပြီရဲ့ဗဒေနရီကောသလမင်းကြီးကိုယ်တိုင်ရေးစားကြည်ညိုရတဲ့ ပုံနာကြီးတူပါပဲအဲ့ဒီပုံနာကြီးကယဟန်ကောရမရဲ့ဂုံတရင်ကိုကြားသိလိုက်ရတဲ့အခါမှာတော့အဲ့ဒီဂုံတရင်အတိုင်းကမမမှန်နဲ့ဖျားရှင်တို့မှရှိရမယ်32ပါသောမဟာပုရိသလက္ခဏာတော်ကြီးတွေအမှန်တကယ်ရှိမရှိကိုတွားရောက်စုံစမ်းသိဖို့အတွက်တပည့်ဖြစ်သူအမ္ပတကိုစေလွတ်ခဲ့ပါတယ်အမ္ပတဆိုတာကအသက်ငယ်ရွယ်ပေမဲ့ဘုံနာတို့အလေးမထားတဲ့ဝိဒ္ဓသုံးပုံကို အာကုံဆောင်နိုင်ပြီးတော့အတူမရှိအောင်တက်မြောက်ကျွမ်းကျင်တဲ့သူအဖြစ်ကြော်ကြားလှတဲ့လူငယ်လေးတဦးပဲဖြစ်ပါတယ်။သူကသူ့ရဲ့ဆရာဖြစ်သူပောက်ခေယတာတိတင် जा သမ ्या ကိုအကုံအစင်တက်မြောက်ထားတယ်ဆိုပြီးတော့တော့ရောစမတ်ပြူကြပါတယ်။သူကကနာယနမျိုးရိုးကနဲ့ဆင်းသက်လာတဲ့လူဖြစ်ပြီးမိမိရဲ့မျိုးရိုးကသာလောကမှာအမြင့်မြတ်ဆုံးမျိုးယမနပုံနာမျိုးဆိုပြီးတော့အလွန်မှန်မာနထောင်လွှားတဲ့လူငယ်လေဖြစ်ပါတယ်။ သူရဲ့အမျိုးအနွယ်ကသာအဆင့်မြင့်တဲ့သူတွေဖြစ်နိုင်တယ်။သူရဲ့အမျိုးအနွယ်ကသူတွေကသာအဆင့်မြင့်ပြီးတော့လမ်းမှန်တဲ့တရားတွေကိုဟောနိုင်တယ်ဆိုပြီးတော့အမတန်ကိုဂုံမုတ်မာတဲ့ပညာတတ်လူငယ်တဦးပါပဲ။သူကသူ့ဆရာပုံနာကြီးခန်းလိုက်တာကြောင့်မြတ်စွာဘုရားရှိရာဒါလာဝနဥယင်တော်တဲ့ကိုမလာခြင်းလာခြင်းနဲ့ပဲထွက်လာခဲ့လိုက်ပါတော့တယ်။မြတ်စွာဘုရားစီရောက်တဲ့အခါမှာတော့ငကိုတဲကပညာကိုမုတ်မာတဲ့သူပြီးပြီးမြတ်စွာဘုရားကို မထီလေးစားပြုမှုတော့တာပါပဲအမထာကမက်စော်ဖျားတန်ရောက်တဲ့အခါမှာသူ့ရဲ့မာနကြောင့်မက်စော်ဖျားကိုသူနဲ့ဒန်းသူရေသူတဘောထားပြီးတော့မတက်ရက်ရွေစကားပြောခြင်းလမ်းလျှောက်နေစဉ်ရက်ရွေစကားပြောခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီအခါမှာမက်စော်ဖျားနဲ့လိုက်ပါလာကြတဲ့ယဟန်တော်တွေထဲမှာဘုသူစဉ်ယဟန်တွေလည်းပါလာခဲ့တာကြောင့်အမထာကို အလွန်အမင်းဒေါသထွက်စွာနဲ့မထောင်ကြီးတွေနေပြီးကြည်နေကြတာပေါ့ အမထကမြတ်စွာဘုရားနဲ့စကားပြောနေရင်နောက်ဆုံးမှာတော့မြတ်စွာဘုရားရဲ့အမျိုးအနွယ်ဝင်ကိုတိုက်ရိုက်ဇော်ကားပြောဆိုလာခဲ့ပါတော့တယ်။ဘုရင်ကြီးဂေါတမကျွန်ုပ်ကြားဘူးဒီကအရှင်ရဲ့မျိုးနွယ်ဖြစ်တဲ့ဒါဂီဝင်မင်းမျိုးတွေကအလွန်ရိုင်းစိုင်းကြမ်းတမ်းလှတဲ့မျိုးနွယ်တွေပဲဖြစ်ကြတယ်။ဘုံနာမျိုးကိုလည်းအယုဒ္ဓမပေးအကြီးကဲကိုလည်းမယူကျွတ်တတ်လို့ဆိုကြတယ်။အဲ့ဒီစကားကမှန်ပါဤတလို့အမှန်စစ်စစ်တော့ ာဂီဝင်မင်းမျိုးတွေဆိုတာကယုံညံ့တဲ့ဂျုံမျိုးတွေပဲဖြစ်ကြတယ်။အဲ့ဒီလိုမျိုးမက်စော်ဖျားရဲ့အမျိုးကို၃ချိန်တိုင်းတိုင်းစွဆွဲစော်ကားလိုက်ပါတော့တယ်။အဲ့ဒီအခါမှာပဝင်းချင်းတစ်ခုလုံးကအကြတန်းတော့မကြားရလောက်ပဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတော့တယ်။ဥယင်တော်အတွင်းမှာသတင်းသုံးနေထိုင်နေကြတဲ့ယဟန်တော်တွေမက်စော်ဖျားနဲ့အမထတို့စကားဝိုင်းကိုမတိမတာအကဲခတ်နေတဲ့ယဟန်တော်တွေဒါအပြင်ပဝင်းချင်းကပါ မြတ်စွာဘုရားကိုလာရောက်ဖူးမြော်နေကြတဲ့အဘိဓာတ်တွေအကုန်လုံးလဲရုတ်တရက်တော့သွန်အားတိတ်ဆိတ်သွားခဲ့ပါတော့တယ်။လောကသုံးပါးစလုံးရဲ့ဘုရားရှင်သူတို့ရဲ့ဆရာသခင်ဖြစ်တဲ့မြတ်စွာဘုရားကိုသူတို့ရှေ့မှာလာရောက်စော်ကားပြောဆိုနေတဲ့အမထာကိုလဲဘုသူရှင်ယဟန်အချို့ကအမျက်ချောင်းချောင်းထွက်နေကြတာပေါ့။ဒါပေမဲ့မြတ်စွာဘုရားကတော့ဒီညာအေးချမ်းတဲ့လေတံနဲ့ပဲအမထာကိုကြည်ရင်နဲ့အခုလိုပြောလိုက်ပါတယ်။အမထာတင်ဤမျိုးရိုးက တဏယနအနွယ်မဟုတ်လောသင်တို့ဤဘိုးဘေးမှာကဏယတိကြီးဖြစ်တယ်လို့ငါဖျားကြားဘူးတဲ့ဤဖြေကမှန်ပါ၏တလောအဲဒီခါမှာအမထကသူ့ရဲ့အမျိုးနယ်ကိုမျက်စောဖျက်တိနေတာကြောင့်ဂုံယူဝင်ကြောစံနဲ့ပဲမှန်ပါတဲ့အရှင်ဂေါတမကျွန်ုပ်တို့ကကဏယတိကြီးရဲ့မျိုးရိုးအနွယ်တွေဖြစ်ကြပါတယ်ဆိုပြီးတော့ပြန်လည်ဖြေချလိုက်ပါတယ်အဲဒီခါမှာမျက်စောဖျက်ကအတိတ်သမားရဲ့ဖုံတင်နေတဲ့စာမျက်နှာတွေကိုတရွတ်ချင်းပဲ ဖြင်းညင်းစွာဖတ်ပြတော်မူပါတော့တယ်။အမတ္ထနားထောင်ပေလော။ရှေးလွန်လေပြီးတဲ့အခါကတင်အခုစော်ကားနေတဲ့တာဂီဝင်တို့ရဲ့ဘိုးဘေးဘီပင်ဖြစ်တဲ့ဩကာကမင်းကြီးရှိခဲ့ဘူးတဲ့။အဲ့ဒီဩကာကမင်းကြီးဆိုတာကရှေးခေတ်ကအလွန်ကြော်ကြတဲ့အင်ဂီရတယတိမျိုးနယ်ဝင်ဗောဓမအမည်ရှိတဲ့ယတိကြီးကနေပြီးစတင်ခဲ့တဲ့မျိုးရိုးတစ်ခုပဲဖြစ်ပေတယ်။ အဲ့ဒီဩဃာကမင်းကြီးရဲ့မိဘကောင်ကြီးကနေပြီးတားတော်၄ပါးနဲ့သမီးတော်၅ပါးရှိခဲ့ပြီတဲ့ကာလအတန်ကြာတဲ့အခါမှာမင်းကြီးကမိဘငယ်တဦးကိုမျက်နှိုးတော်မူ၍အဲ့ဒီမိဘငယ်တောင်းတဲ့စုကိုပေးမယ်ဆိုပြီးတော့ဂတိပြုခဲ့တယ်မိဘငယ်ကသူမရဲ့တားငယ်လေးကိုမွေးဖွားတဲ့အချိန်မှာဒီနံပေးအပ်ဖို့အတွက်တားတော်ကြီးတွေကိုဒီနင်တန်ပေးဖို့စူတောင်းလိုက်တဲ့အခါမှာမင်းကြီးကမငင်းတာခဲ့ဘူးဒါကြောင့်မို့လို့တားတော်၄ပါးသလုံးကိုဒီနင်တန်ပေးလိုက်တယ် အဒီကမှာတမိတော်၅ပါးတို့ကလည်းမောင်တော်ညီတော်တို့နဲ့အတူလိုက်ပါပြီးတော့တိုင်းပြည်ကနေထွက်ခွာခဲ့ကြပြီတဲ့အဲ့ဒီမင်းသားမင်းသမီးတွေကဟိမဝနာတောင်ကျေးကပိလရတဲ့ကြီးနေရာဟောင်းအနီးမှာမြို့ပြတစ်ခုကိုတည်ထောင်ခဲ့ကြတယ်အဲ့ဒီမြို့ကိုကပိလဝိတုဆိုပြီးတော့လဲအမိပေးခဲ့ကြတယ်ရိုးရိုးကုန်ကိုထိန်းတိမ်ဖို့အတွက်မောင်နှမအချင်းချင်းအိမ်တော်ပြုတ်ပြီးတော့မျိုးဆက်ကိုတည်တန့်စေခဲ့ကြတယ်အဲ့ဒီတဲ့ရင်ကိုဩဃကမင်းကြီးကြားလိုက်ရတဲ့အခါမှာတော့ ငါရဲ့သားတော်သမီးတော်တွေကအမှန်ပင်စွန့်ရည်တတ္တိရှိပေစွာဆိုပြီးတော့ဘူဒန်းကျူးရင်တော်မူခဲ့ပြီတဲ့အဲ့ဒီအချိန်ကစပြီးအဲ့ဒီဩဃကမင်းကြီးရဲ့မျိုးဆက်ကိုတာဂီဝင်မျိုးတွေဆိုပြီးတော့ခေါ်တွင်ခဲ့ကြပြီတဲ့ဒါကြောင့်မို့လို့တာဂီဝင်မျိုးဆိုတာကအဲ့ဒီဩဃကမင်းကြီးကနေပြီးတော့ဆင်းသက်လာကြတဲ့အမျိုးနွယ်တွေဖြစ်ကြပြီတဲ့အမတ်သာတင်ဤဘိုးဘေကနာယသိဆိုဒီကဤဩဃကမင်းကြီးရဲ့ ကျောင်းမတူးကနေမွေးဖွားလာတဲ့သူဖြစ်တဲ့ဆိုတာကိုတင်သိပါ၏တလို့တို့ဖြစ်လျင်တင်ဆွဆဲတကဲ့သို့ဒါဂီဝင်တို့ကကျောင်းမျိုးလောတို့ဒီမဟုတ်တင်ဤမျိုးရုပ်ကသာဒါဂီဝင်တို့ဤကျောင်းအနယ်ပြီလောဆိုပြီးတော့မက်စော်ဖျားကသမိုင်းကျောင်းကိုချပြလိုက်ပါတော့တယ်မက်စော်ဖျားရဲ့စကားအဆုံးမှာတော့အမထရဲ့မျက်နှာကရောက်ချင်းဆိုသလိုသွေးဆုပ်ကျူရော်သွားပြီးသူ့ရဲ့ထောင်လောင်းနေတဲ့မာနတကုံကလည်း မြေပေါ်ကိုခွေခောက်ကျသွားခဲ့ပါတော့တယ်။သူ့ရဲ့နှုတ်ကစကားတခွန်းမှထွက်မလာနိုင်တော့ဘဲနဲ့ဥကောင်းကူတာနိုင်ဆိုင်ချထားမိပါတော့တယ်။အဲဒီအခါကျမှဘေးတက်ထဲကပုံနာအိုကြီးတွေကလည်းအရှင်ဂေါတမမိန်တော်မူဒီမှာအမှန်ပဲဖြစ်ပါတယ်။ကနာယတိကဩဃကမင်းရဲ့ဂျုံမကနေပေါက်ဖွာလာတဲ့သူဖြစ်တဲ့အကြောင်းကျွန်ုပ်တို့ရဲ့တမိုင်းမှာရှိပါတယ်ဆိုပြီးတော့ဝန်ခံလျှောက်ထားကြပါတယ်။အဲဒီအခါမြတ်စွာဘုရားက အမထကိုအမှုပြုပြီးတော့ အောက်ပါအတိုင်းမိန်ကြားတော်မူလိုက်ပါတော့တယ်။အမတ်တာမှတ်သားပြီလို့လူတဦးဤမြင့်မြတ်ခြင်းရုံညံခြင်းက သူဤမျိုးရိုးသူဤဇာတိဘော်တွင်မတည်နိုင်ပေ။သူဤအသိပညာနဲ့သူဤအကျင့်ဇာယိတအဘော်တွင်သာဒီပေသည်။အကျင့်ဒီလာနဲ့ပြေဆုံးပြီးလောက အမှန်တရားကိုသူထင်သိမြင်တဲ့ပညာရှိဟူတိုင်းကဒီလောက၌အမြတ်ဆုံးဖြစ်ပေ၏။သူတို့သောသူသည် မြမမင်းထက်ပင် မြင့်မြတ်ပေသေးသည်ဆိုပြီးတော့တရားဟောကြားတော်မူလိုက်ပါတော့တယ်။ဒီမိတ်ဆွေတို့ရေဒါကျွန်တော်တရားဟောနေတာမဟုတ်ပါဘူးနော်။တိတ်တတမင်းသားကနေပြီးတော့ဂေါတမအမိဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ဓမ္မဗဟုသုတအနေနဲ့မိတ်ဆွေတို့ကိုတင်ဆက်ပြပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တရားမဟောတတ်ပါဘူးတရားဟောနေတာလည်းမဟုတ်ပါဘူးခင်ဗျာ။ကျွန်တော်ရဲ့မိတ်ဆွေတွေဗုဒ္ဓဘာသာနဲ့ပတ်သက်လာရင် တေတေချာချာတိတိကြကြခိုင်ခိုင်လုံလုံအတိအမြင်လေးတွေရစီဖို့အတွက်ကျွန်တော်ကပြန်ပြီးတော့တဆင်ဝေငှခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် ထုံးစံအတိုင်းပဲ like and subscribe လုပ်ပြီးတော့ကျွန်တော်ကိုအားပေးကူညီကြပါဦးခင်ဗျာမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေဗျာ